ဗျူဟာကနဆောင်မယ်เนาะကျွန်တော်ကိုပါများအလုံးပဲဗျူဟာကနဆောင်မယ်တ ाने ပြကျင်တော့ထိတ်စီ နောက်ပိတ်ပေါ့เนาะထိတ်စီနောက်ပိတ်နောက်ပိတ်တစ်ခွက်ကောင်းပြမယ်ထိုက်စီးပြမယ်ကျွန်တော်ကောင်မများအားလုံးပဲထိုက်စီးရဲ့ကျွန်တော်ရေခွေးပါလေးနောက်ပိတ်ခဲ့ပေါ့နော် ထိတ်စီနောက်ပိတ်လေးကိုကျွန်တော်ရဲ့ကိုယ်ပိုင်ပထမဦးဆုံးပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကဲအားလုံးမင်းမင်းလေးဝင်လာခဲ့ဗျာနော်ပြောလိုက်လိုင်းကကျွန်တော်ဒီကောက်တက်ကကြတော့ subscriber တိတ်မရှိဘူးပေါ့နော် subscriber ရှိရ60နဲ့9ယောက်ပဲရှိပါတယ်နော်အားလုံးမ subscriber 1k လေးပြည့်ရင်တော့ကောင်းပါတော့ subscriber 1000တော့ပြည့်ရင်တော့အဆင်ပြေပါဗျာအားလုံးမတယောက်တစ်ချက် share ပေးပါလို့နော်ကိုညီတောင်းပါတယ် ခင်အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုရီမားရီအားလုံးပဲမင်္ဂလာပါနော်မင်္ဂလာပါကိုရီကျေးဇူးတင်ပါတယ်နော်ရှယ်လို့ရရင်ရှယ်ပေးပါအောင်ဗျာ subscriber တထောင်ပြည့်ရင်တော့ပါပြီနော် subscriber တထောင်ပြည့်ရင်တကယ်တော့ပါပြီလို့ရှင်းဘူးနော်ခင်အားလုံးပဲမင်္ဂလာပါ ဒါဆိုကျွန်တော်တို့ကောင်မများအားလုံးပဲထိပ်စည်းလေးကိုကျွန်တော်တို့အရင်ဆုံးသွားလိုက်မယ်နော်ထိပ်စည်းလေးကိုကျွန်တော်တို့အရင်ဆုံးသွားလိုက်မယ်ထိပ်စည်းလေးကိုကျွန်တော်ရုပ်ပေးပါအားလုံးပဲတစ်ချက်လိုက်ကြည့်ပေးနော်နောက်ဆက်ဒီကကျွန်တော်ကောင်မများနှစ်ထိပ်ပါ 83ကကျွန်တော်ရဲ့ဂွေမာရီ3ကပိတ်ဒါကထိတ်စည်းဖြစ်တယ်နော်20ကနှစ်ထိတ်83 3ကပိတ်3ညာ4ကကျွန်တော်ရဲ့ဂွေမာရီ4ရဲ့ပိတ်နဲ့234ကျွန်တော်ကိုမာမာ3လုံးပေါင်းခြင်းဖြစ်တယ်234ကျွန်တော်ရဲ့ဂွေမာရီ3လုံးပေါင်းခြင်း1နဲ့3နဲ့ပေါင်းတော့5ပါတဲ့2ရဲ့3ရဲ့ပေါင်းတော့5ပါ5ရဲ့4ရဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9နဲ့4နဲ့ပေါင်းတော့ကျွန်တော်ကိုမာမာ900ပါတယ်ကိုကိုနက်ခတ်ခေါ်ခြင်းဒီ6ပါ96ဒီကကျွန်တော်ရဲ့ဂွေမာရီအားလုံးပဲထိတ်စည်းဖြစ်ပါတယ် ိုးချောက်ဒီကကျွန်တော်ကိုမမြအားလုံးပဲထိုက်စီတဲ့ဟုတ်ပြီနော်ကိုးချောက်ထိုက်ကို6ပိုင်6ထိုက်နဲ့60နှစ်ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်တဲ့ကျွန်တော်ကိုမမြကိုးချောက်ထိုက်ကိုတန်းငယ်တို့က6ပိုင်6ထိုက်နဲ့60နှစ်ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်တခြားကြည့်63တိကကျွန်တော်ကိုမမအားလုံးပဲ6ထိပ်ပါ62က2ရပိတ်83ကကျွန်တော်ရဲ့ကိုမတွေ3ရပိတ်နဲ့ဟုတ်ပြီနော်83က3ရပိတ်နဲ့6 2 3သုံးလုံးပေါင်းချင်းဖြစ်တယ်တဲ့ 6နဲ့3ကျွန်တော်ရဲ့ဂွေမိုင်း3လုံးပေါင်းချင်း6နဲ့2နဲ့ပေါင်းတော့8ပါ6ရဲ့2ကပေါင်းတော့8 8နဲ့3နဲ့ပေါင်းတော့ကျွန်တော်တို့ပိုင်ရမယ်8ကဲ3ရဲ့ပေါင်းတော့ကျွန်တော်ကိုမများတိရပါတယ်1ကိုလက်ခတ်ခေါ်ချင်းသည်8ပါတိ8ဒီကကျွန်တော်ရဲ့ဂွေမိုင်းအားလုံးပဲထိတ်စီဖြစ်တယ်ဟုတ်ပြီနော်တရှိတီကကျွန်တော်ရဲ့ခွေမိုင်အားလုံးထိတ်စီ96ထိတ်ကို6ထိတ်နဲ့60နှစ်တရှိထိတ်ကိုကျွန်တော်ရဲ့ခွေမိုင်တစ်ပိုင်းတစ်ထိတ်နဲ့တစ်ခုံဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့ပါတယ် ပေါ်နေမှုတိုင်း60နှစ်ဒီကကျွန်တော်ကိုမောင်များအားလုံးပဲကိုးထိတ်နဲ့တစ်ခွန်ဒီကခွန်အပိတ်60နှစ်ကကျွန်တော်ကိုမောင်များနှစ်အပိတ်နဲ့ကိုးခွန်နှစ်ကျွန်တော်ရဲ့ကိုယ်မတွေသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်ကိုးခွန်နှစ်ကျွန်တော်ကိုမောင်များသုံးလုံးပေါင်းခြင်းကိုးနဲ့ခွန်နဲ့ပေါင်းတော့6ပါတဲ့ကိုးရဲ့ခွန်ရဲ့ပေါင်းတော့6ပါ6နဲ့နှစ်နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ6ရက်နှစ်ရက်ပေါင်းတော့800ရပါတယ်8ကိုနက္ခတ်ခေါ်ခြင်းသည့်တစ်ပေါင်း8တစ်ဒီကကျွန်တော်ရဲ့ကိုယ်မတွေအားလုံးပဲထိတ်စီ ဖြစ်တယ် ၆ထိတ်ကို၆ထိတ်နဲ့60နှစ်တရှိထိတ်ကို1ထိတ်နဲ့1ခွန်း၈တထိတ်ကိုလည်းကျွန်တော်ကမှ1ပိုင်း1ထိတ်နဲ့1သုံးဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်ဒါဆိုတော့ကမှယနေ့ညနေ၄နာရီခွဲတဲ့ထိတ်စီ68ကကျွန်တော်ကမှများအားလုံးပဲ9ထိတ်ပါ1သုံးက3ကပိတ်ပါ1ခွန်းဒီကကျွန်တော်ရဲ့ကမှခွန်းပိတ်နဲ့ခွန်း3 9 3လုံးပေါင်းခြင်းဖြစ်တယ်ကိုမှများခွန်း3 9 3လုံးပေါင်းခြင်းဖြစ်တယ်ခွန်း3နဲ့ပေါင်းတော့3ညပါ3ညရဲ့9ရဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ ကိုးရပါတယ်ကိုးကိုနက်ခတ်ခေါ်ခြင်းသည်6ပါကိုး6ဒီကကိုေးမိုင်းအားလုံးပဲထိုင်စီဖြစ်ပါတယ်ကိုး6ဒီကကျွန်တော်ကိုမောင်မြအားလုံးပဲထိုင်စီဖြစ်တယ်တဲ့ဟုတ်ပြီနော်ကို6ဒိတ်ကို6ဒိတ်နဲ့60နေ18ဒိတ်ကို18ဒိတ်နဲ့18ခွန်းနဲ့18ဒိတ်ကို18ဒိတ်နဲ့13ဆိုပြီးထွက်ပြီးယနေ့ညနေ4နာရီခွဲထဲတန်းငယ်လိုရထားတဲ့ထိပ်စီးက6ထိပ်စီးလို့ရတယ် အဲ့ဒီ6 6တည်းစီကိုကျွန်တော်ရကမှီသူနဲ့တွဲရပြီးဆင်းမဲ့အပီးပေါ့ပေါ့နော်သူနဲ့တွဲရပြီးဆင်းမဲ့အပီးပေါ့လေးကိုကျွန်တော်ရကမှီအားလုံးတစ်ချက်လိုက်ကြည့်ပေးအပီးပေါ့နောက်ပိတ်လေးပေါ့နော်အပီးပေါ့နောက်ပိတ်လေးအားလုံးပဲတစ်ချက်လိုက်ကြည့်နောက်ပိတ်လေးကျွန်တော်ကိုမိုင်းတစ်ချက်လိုက်20က3ညအပိတ်တယ်ကျွန်တော်ကိုမောင်များ 20အဓိက300အပိတ်83ခွန်ထိတ်300နှလုံးပေါင်းခြင်း၃ရက်ခွန်ရပေါင်းတော့ခွန်ရပါတယ်ခွန်ကိုပါဝါခေါ်ခြင်းဒီနှစ်ခွန်နှစ်ဒီကကျွန်တော်ကိုယ်မိုင်အားလုံးပဲနောက်ပိတ်ဖြစ်တယ်ဟုတ်ပြီနော်ကိုးချောက်ထိတ်ခွန်နှစ်အပိတ်ဒီကျွန်တော်ကိုယ်မိုင်ဖြစ်မလဲအပီပေါက်ဖြစ်မယ်ကိုးချောက်ထိတ်ကျွန်တော်ရဲ့ကိုယ်မိုင်ခွန်နှစ်အပိတ်ဒီဘာဖြစ်မလဲဆိုတော့အပီပေါက်ဖြစ်မယ်ကျွန်တော်ကိုယ်ပါမယ် အကြိုက်တူလိုကြိုက်တူရဲ့ကိုမိုင်ကစားကိုချောက်တိတ်ခုနှစ်ပိတ်ဒီကျွန်တော်ရဲ့ကိုမိုင်အပြီးပေါက်ဖြစ်မယ်ကိုချောက်တိတ်ခုနှစ်ပိတ်ကို6ထိတ်2ပိတ်နဲ့60နှစ်ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်6ထိတ်ကျွန်တော်ကိုမောင်များ2ပိတ်နဲ့60နှစ်ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့ပါတယ်တစ်ချက်လိုက်ကြည့်62ကကျွန်တော်ကိုမောင်များ10ပိတ်ပါ62ကကျွန်တော်တို့6ထိတ်ပါတိ6နှလုံးပေါင်းချင်းတိကေ6ကေပေါင်းတော့ပါရမယ်တကယ်ချောက်ရဲ့ပေါင်းတော့ခွန်ခွန်ပေါင်းပါခေါ်ချင်းဒီနှစ်ခွန်နှစ်ဒီကကျွန်တော်ရဲ့ကိုမိုင်အလုံးပဲ နောက်ပိတ်ဖြစ်တယ်ဟုတ်ပြီနော်6တိတ်နဲ့ပိတ်နဲ့62ကိုဖြစ်တယ်တစ်ချက်တိတ်9ပိတ်ကိုတစ်ထိတ်ခွန်ပိတ်နဲ့ကျွန်တော်ကမှတစ်ခွန်ဆိုပြီးတော့ထွက်ရှိလို့အောင်မြင်ခဲ့တယ်ပြောရ20မင်္ဂလာပါဆက်သွားမယ်နော်တစ်ချက်လိုက်ကြည့်62ဒီကကျွန်တော်ကမှမြန်2ပိတ်အကောက်မရသေးတဲ့ကိုမိုင်းအားလုံးပဲအကောက်တစ်ကလေးမလို့အကောက်ကလေးကိုအားလုံးပဲအပ်ပေးတော့ပါနော်တန်ငယ်အကောက်ကအကောက်တစ်ကလေးဖြစ်တဲ့အတွက်အကောက်ကလေးကိုအားလုံးပဲအပ်ပေးတော့ပါ 60နှစ်နှစ်အပိတ်တစ်ခွန်ကတစ်ထိတ်နှစ်တင်နှလုံးပေါင်းခြင်းတဲ့နှစ်ခေတစ်ခေပေါင်းတော့ကျွန်တော်တို့300ရတယ်300ရဲ့ပါဝါတိ8 3ရှစ်ဒီကကိုယ်မိုက်အားလုံးပဲနောက်ပိတ်ဖြစ်တယ်ဟုတ်ပြီနော်6ဒိတ်နှစ်ပိတ်နဲ့60နှစ်ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့ပါတယ်တဲ့ကျွန်တော်ကိုမများတစ်ထိတ်ခွန်အပိတ်နဲ့တစ်ခွန်ဆိုပြီးထွက်တယ်လို့၈တစ်ထိတ်ကျွန်တော်ရဲ့ခွေမိုင်း၃၈အပိတ်ကိုလည်းကျွန်တော်တို့ကတစ်ပိုင်းတစ်ထိတ်၃ပိုင်း၃အပိတ်နဲ့တစ်သုံးဆိုပြီးကျွန်တော်ရဲ့ခွေမိုင်းထွက်ရှိလို့အောင်မြင်ခဲ့တယ် ကျွန်တော်ကမှများအားလုံးပဲ6ဒိတ်နှစ်ပိတ်နဲ့60နှစ်ဆိုပြီးဒဲတစ်ချိန်အောင်မြင်မှုရတယ်။တစ်ထိတ်ခွန်ပိတ်နဲ့တစ်ခွန်ဆိုပြီးကျွန်တော်ကမှဒဲတစ်ချိန်အောင်မြင်မှုရတယ်။ဒါဆိုတစ်ချိန်နှစ်ချိန်ဒီမှာလည်းကျွန်တော်ကမှ8တစ်ထိတ်30ပိတ်ကိုတစ်ထိတ်30ပိတ်နဲ့တစ်သုံးဆိုပြီးနောက်ထပ်ကျွန်တော်ကမှတစ်ချိန်ဘယ်နှချိန်တိတိလဲဆိုရင်တစ်ချိန်နှစ်ချိန်ကျွန်တော်ကမှ3ချိန်တိတိကျွန်တော်တို့အောင်မြင်မှုရခဲ့ပြီ။မနေ့ပြန်ကျွန်တော်ရဲ့ကွေမတွေ ဟိုမနေ့ပြန်ပြောရင်ကျွန်တော်ဒီညနေ၄နာရီခွဲမှာကံပေးလို့ဆက်ရခဲ့မယ်ဆိုရင်ဟဲ့ဒီ၉၆ထိတ်နဲ့ကျွန်တော်တို့ဘာနောက်ပိတ်လေးနဲ့เนาะအပြီးပေါက်ဖြစ်မလဲအကောင့်မရသေးတဲ့ကိုရင်းမိုင်းအားလုံးပဲအကောင့်ကလေးတော့အပ်ပေးတော့ပါဟုတ်ပြီတော့မိမိတို့ဖုန်းမှန်ရဲ့เนาะအညာဘက်တောက်မှာဒီလိုစာတန်းလေးရှိတယ်စရင်သွင်းရံပေါ့เนาะမြန်မာလိုဆိုရင်တော့အင်္ဂလိပ်လိုဆိုရင်တော့ subscriber ဆိုပြီးရှိတယ်အဲ့ဒါလေးကိုကျွန်တော်ရဲ့ကိုမိုင်းလိုလေးတစ်ချက်နှိပ်ပြီးအကောင့်ကလေးအပ်ပေးတော့ပါเนาะဒါကျွန်တော်ရဲ့အကောင့်တစ်ကလေးဖြစ်တဲ့အတွက်အားလုံးပဲကူညီပေးပါเนาะ ဒါဆိုကျွန်တော်ရဲ့ကောင်ကရနေညနေ၄နာရီခွဲအတွက်နောက်ပိတ်60ရေရှည်ပိတ်ဒီနည်းမှုတိုင်းပဲကျွန်တော်တို့တော့တော့နော်60ရှစ်ကကျွန်တော်ရဲ့ကောင်မရှည်ပိတ်13ကကျွန်တော်တို့တစ်ထိတ်ဟုတ်ပြီနော်60ရေရှည်ပိတ်13ကတစ်ထိတ်8နှလုံးပေါင်းခြင်းတဲ့ရှစ်ကတစ်ကပေါင်းတော့ကျွန်တော်တို့900တယ်9ရဲ့ပါဝါဒီ၄9လေးဒီကကိုယ်မရဲ့အားလုံးပဲနောက်ပိတ်ဖြစ်မယ်ဆိုရင်တဲ့ 6တိတ်နှစ်ပိတ်နဲ့62ဆိုပြီးတစ်ကြိမ်ပေးတယ်တစ်တိတ်ခွန်ပိတ်နဲ့တစ်ခွန်ဆိုပြီးနောက်ထပ်တစ်ကြိမ်ပေးတယ်7တိတ်ထိ3 3ပိတ်ကို13ဆိုပြီးတစ်ကြိမ်ပေးတယ်ကျွန်တော်ရဲ့ကောင်မစုစုပေါင်းဘယ်နှကြိမ်လဲတစ်ကြိမ်နှစ်ကြိမ်3ကြိမ်တိတိပေးပြီး4ကြိမ်မြောက်မှာကျွန်တော်ရဲ့ကောင်မတွေဆက်ပေးမယ်ဆိုရင်ရထားတဲ့စိတ်ကြီးက6 6ထိကျွန်တော်ရဲ့ကောင်မတွေ6 4ပိတ်ကိုကျွန်တော်တို့ခါတိ4ကြိမ်မြောက်မှာဆက်ပြီးပေးမယ်ဆိုရင်6 6ထိနဲ့6 4ပိတ်ဒီအပြီးပါဖြစ်မယ်တားဖြိုးကတားငယ်မင်္ဂလာပါတဲ့မင်္ဂလာပါကိုတားဖြိုးရေနော် 66ဒေစီ6လေးအပိတ်ဒီအပီးပေါက်ဖြည့်ရမယ်ဟုတ်ပြီနော်အားလုံးပဲ viewer နှစ်ရှိပါတယ် viewer 20ကျော်သောကိုရီမိုင်အားလုံးပဲမင်္ဂလာပါမဆင်းသွားနဲ့အရန်တန်တဲ့ခဏတစ်ခွက်ရှိတယ်ကိုရီမိုင်အကြိုက်တူလို့အကြိုက်တွေ့နော်ကစားတန်နေပေါ့နော်တကွက်သေးထူအောင်ပေါ့တကွက်သေး တကွက်ထဲကျွန်တော်ရဲ့ကိုမောင်များတကွက်ထဲထိုးရမယ့်ကဏ္ဍတကွက်ရှိတယ်ဟုတ်ပြီနော်ပြပေးမယ်တန်းငယ်အလုံးမဲတစ်ချက်လိုက်ကြည့်ပေးဟုတ်ပြီနော်တကွက်ထဲထိုးရမယ့်ကဏ္ဍတကွက်ရှိတယ်မကြိုက်သူလူကြိုက်တွေ့တဲ့ကိုဒီမကြီးတကွက်ထဲကစားပါဟုတ်ပြီနော်အလုံးမဲတစ်ချက်လိုက်ကြည့်လုံးပိုင်ပေါ့နော်ဘာလေးလဲဆိုတော့ကျွန်တော်ရဲ့ကိုမောင်အလုံးပဲလုံးပိုင်လုံးပိုင်လေးပေါ့နော်လုံးပိုင်းနဲ့တကွက်တဲထိုးရမှာတကွက်တဲထိုးရမယ်နော်၂၆ကချောင်းကပိတ် ကျွန်တော်ကိုမမ26 6ပိတ်20ဒီကကျွန်တော်ရဲ့ကိုမညီ3အပိတ်6 3ကျွန်တော်ရဲ့ကိုမညီနှလုံးပေါင်းခြင်းတဲ့6နဲ့3ရဲ့ပေါင်းတော့ကျွန်တော်တို့ဝါရမလဲ6ရဲ့3ရဲ့ပေါင်းတော့6ရပါတယ်6ဒီကကျွန်တော်ရဲ့ကိုမညီအလုံးပဲပါဖြစ်လေလုံးပိုင်းဖြစ်တယ်ဟုတ်ပြီနော်6ရဲ့3ရဲ့ပေါင်းတော့6 6ဒီကလုံးပိုင်း6ပိုင်းကိုကျွန်တော်ရဲ့ကိုမညီပါထားလေ6ပိုင်းနဲ့60နှစ်ဆိုပြီးထွက်တယ်6ပိုင်းနဲ့60နှစ်ဆိုပြီးထွက်တယ် တန်းငယ်ဗီဒီယိုခဏနဲ့ပေါ့ဖူးပါတယ်တဲ့ကျေးဇူးပါလို့နော်အားလုံးသောကိုရီမိုင်းအားလုံးပဲနော်6ပိုင်းနဲ့60နှစ်ဆိုပြီးကျွန်တော်ရဲ့ကိုရီမိုင်းထွက်ရှိလို့အောင်မြင်ခဲ့တယ်တကွယ်တဲ့တို့ရမယ်ပေါ့နော်တကယ်လို့ဒီတဲမှာဒူးဒီလက်ကြီးသမားတို့ဘာလို့ပါခဲ့မယ်ဆိုရင်ဒူးဒီလက်ကြီးသမားတို့ကျွန်တော်ရဲ့ကိုရီမိုင်းပါခဲ့မယ်ဆိုရင်ပြောတာနော်ပါခဲ့မယ်ဆိုရင်ကျွန်တော်ကောင်မများဒီကဏ္ဍတစ်ခွက်တည်းထိုးလို့တန်ပါတယ်အကြိုက်တူလို့ကြိုက်တူတဲ့ခွေးဝိုင်းထိုးစေချင်ပါတယ်တစ်ခွက်တည်းထိုးရမယ်ထိုးလို့တန်ပါတယ်ပေါ့နော် 6ဘိုက်နဲ့62ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်။20ဒီကကျွန်တော်ရဲ့ကိုမိုင်3ပိတ်61ကတည့်ရပိတ်3တည့်နှလုံးပေါင်းခြင်း။3ရဲ့တည့်ခဲ့ပေါ်တော့ကျွန်တော်တို့ဘာရမလဲ။တည့်ရတယ်။တည့်တည်ကကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲလုံးပါဟုတ်ပြီနော်6ပိုင်းကို60နဲ့ကျွန်တော်ရဲ့ကုမာရီ1ပိုင်းကို1ခုဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်1ပိုင်းကိုကျွန်တော်ရဲ့ကုမာရီ1ခုဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်60တည့်ရဲ့ပိတ်62က2ပိတ်1နှစ်နှလုံးပေါင်းခြင်း တကယ်နှစ်ခဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲတကယ်နှစ်ခဲ့ပေါင်းတော့3 3တီကကျွန်တော်ရဲ့ပုံမှန်အလုံးပဲလုံးပိုင်းဟုတ်ပြီနော်6ပိုင်းကို62 1ပိုင်းကို1ခုနဲ့3ပိုင်းကိုကျွန်တော်ရဲ့ပုံမှန်13ဆိုပြီးထွက်တယ်3ပိုင်းကိုကျွန်တော်ရဲ့ပုံမှန်ဘာထွက်လဲ13ဆိုပြီးထွက်တယ်အကောင့်မဲရသေးတဲ့ကိုမမအလုံးပဲအကောင့်ကလေးတော့အပ်ပေးသွားနော်အကောင့်မဲရသေးဘူးဆိုတဲ့ကိုမမအလုံးပဲအကောင့်ကလေးတော့အပ်ပေးသွားပါ သုံးပိုင်ကို1 3 62 shape 68ခါ shape 2နှစ်ရှိနှလုံးပေါင်းခြင်း2နှစ်ရှိကျွန်တော်ရုပ်ပိုင်းနှလုံးပေါင်းခြင်း2ကေ8ကေပေါင်းတော့ကျွန်တော်တို့ပိုင်ရမယ်နှစ်နဲ့ရှင်းနဲ့ပေါင်းတော့3ညပါ3ညဒီခါကျွန်တော်ရုပ်ပိုင်းအားလုံးပဲလုံးပိုင်းဖြစ်တယ်ဟုတ်ပြီနော်3ညဒီခါကျွန်တော်ရုပ်ပိုင်းအားလုံးပဲလုံးပိုင်း6ပိုင်ကို62 1ပိုင်ကို1ခွန်နဲ့3ပိုင်ကိုကျွန်တော်ရုပ်ပိုင်း1 3ဆိုပြီးထွက်ပြီး3ညပိုင်နဲ့ကျွန်တော်ရုပ်ပိုင်းတွေပါထွက်မလဲပေါ့ ဟုတ်ပြီနော်ထိုးရမယ့်ကဏ္ဍကတန်းငယ်ရေးဘယ်နှကွက်လဲဆိုရင်တကွက်သေးထိုးရမှာထိုးရမယ့်ကဏ္ဍဒီကကျွန်တော်ရဲ့ကောင်မကြီးတကွက်သေးထိုးရမယ်6ပိုင်းကို60နေ1ပိုင်းကို1ခွန်3ပိုင်းကို1 3 3ပိုင်းကိုဘာထွက်မလဲအဲ့ဒီလုံးပိုင်းလေးနဲ့တွဲရပြီးဆင်းမယ်အပြီးပေါက်နောက်ထပ်လုံးပိုင်းလေးတစ်လုံးထပ်ပြမယ်အလုံးပဲတစ်ချက်လိုက်ကြည့်ပေးဟုတ်ပြီနော် ဒီက29ရက်ကိုမျိုးလိုမင်္ဂလာပါအကောင့်မန်းရသေးတဲ့ကိုရမရအားလုံးပဲအကောင့်အပ်ပေးသွားနော်ဒီနေ့တွေ့ရပြီးစင်မဲ့အလုံးပိုင်း20ဒီကကျွန်တော်ရဲ့ကိုပိုင်းတို့နှလုံးမောင်းခြင်း20ဒီကကျွန်တော်ရဲ့ကိုပိုင်းတို့မကျွန်တော်နေ့ကေ3ရက်ပေါင်းတော့ကျွန်တော်ရဲ့ကိုပိုင်းနှစ်ပဲရတယ်နှစ်ဒီကကျွန်တော်ရဲ့ကိုပိုင်းအားလုံးပဲလုံးပိုင်းဖြစ်ပါတယ်ဟုတ်ပြီနော်နှစ်ဒီကကျွန်တော်ရဲ့ကိုပိုင်းအားလုံးပဲလုံးပိုင်း6ပိုင်းနှစ်ပိုင်းနဲ့ကျွန်တော်ရဲ့ကိုပိုင်းတက်ခွက်တဲတို့တက်ခွက်တဲ 6ပိုင်းနှစ်ပိုင်းနဲ့ကျွန်တော်ကူပိုင်းတက်ွက်တဲ့တို့60နှစ်ဆိုပြီးထွက်တယ်6ပိုင်းနှစ်ပိုင်းနဲ့60နှစ်ဆိုပြီးကျွန်တော်ကူပိုင်းထွက်ရှိလို့အောင်မြင်ခဲ့တယ်61ကကျွန်တော်ကူပိုင်းဒီနီးမူတိုင်းပဲ20ကသူလူလုံးပေါင်းမူတိုင်းပဲ60တိကလည်းကျွန်တော်ကူပိုင်းသူလူလုံးပေါင်းခြင်းနဲ့6ရက်ကျွန်တော်ကူပိုင်းနှလုံးပေါင်းခြင်း6ရက်တက်ရပေါင်းတော့ကျွန်တော်တို့ပိုင်းရမယ်6နဲ့တင်းနဲ့ပေါင်းတော့ခွန်နဲ့ခွန်ဒီကကျွန်တော်ကူပိုင်းအားလုံးပဲလုံးပိုင်း ွန်တီကကျွန်တော်ရဲ့ခွေမိုင်အားလုံးပဲလုံးပိုင်6ပိုင်2ပိုင်ကို60နှစ်ဆိုပြီးထွက်တယ်။တစ်ပိုင်ကိုခွန်ပိုင်ကိုလည်းကျွန်တော်ရဲ့ခွေမိုင်ပါထွက်လဲ။တစ်ခွန်ဆိုပြီးထွက်တယ်။6ပိုင်2ပိုင်နဲ့60နှစ်ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်လို့တစ်ပိုင်ခွန်ပိုင်ကိုလည်းကျွန်တော်ရဲ့ခွေမိုင်တစ်ခွန်ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်။တစ်ချက်လိုက်ကြည့်။ဒီနည်းမူတိုင်းပဲ60နှစ်တီကလည်းကျွန်တော်ရဲ့ခွေမိုင်သူနှလုံးပေါင်းခြင်းနဲ့ဒီမှာနှလုံးပေါင်းခြင်းဒီမှာနှလုံးပေါင်းခြင်းဒီမှာလည်းကျွန်တော်ရဲ့ခွေမိုင်နှလုံးပေါင်းခြင်း6နှစ်နှလုံးပေါင်းခြင်းတိရပါတယ်။ ်တစ်တီကလည်းကျွန်တော်ရဲ့ကိုယ်မိုင်အလုံးပဲလုံးပိုင်ဖြစ်တယ်တစ်တီကကျွန်တော်ရဲ့ကိုယ်မိုင်ဘာဖြစ်လဲလုံးပိုင်ဖြစ်တယ်6ပိုင်2ပိုင်နဲ့60နှစ်တစ်ပိုင်ခုံပိုင်ကိုတစ်ခုံကျွန်တော်ကိုယ်မိုင်တစ်ပိုင်3ပိုင်ကိုလည်းကျွန်တော်တို့ကဟာဒီမှာတစ်3ဆိုပြီးထွက်တယ်ဒါဆိုကျွန်တော်ရဲ့ကိုယ်မိုင်ဘယ်နှချိန်လဲ6ပိုင်2ပိုင်နဲ့60နှစ်ဆိုပြီးတစ်ချိန်ပေးပြီးတစ်ပိုင်ခုံပိုင်နဲ့ကျွန်တော်ရဲ့ကိုယ်မိုင်တစ်ခုံဆိုပြီးနောက်ထပ်တစ်ချိန်ထပ်ပေးပြီး ဒီမှာလည်းကျွန်တော်ကတစ်ပိုင်သုံးပိုင်နဲ့တစ်သုံးဆိုပြီးကျွန်တော်ကိုမိုင်နောက်ထပ်တစ်ချိန်ထပ်ပေးပြီဆိုရင်လည်းကျွန်တော်ကပုံမှန်ကျွန်တော်တို့ရထားတဲ့သုံးချပိုင်နဲ့တကွက်သေးထိုးရမယ်ခဏကဘာဖြစ်မလဲအလုံးမဲ့ကျွန်တော်တို့တချိန်နှစ်ချိန်သုံးချိန်တိတိတော့ကျွန်တော်တို့ပေးပြီးပြီလေးချိန်မြောက်မှာဆက်ပေးမယ်ဆိုရင်အဲ့ဒီသုံးချပိုင်နဲ့ထိုးရမယ်ခဏကတကွက်သေးရှိတယ်ဘာလေးဖြစ်မလဲတစ်ချက်ကြည့်ဒီနည်းမူတိုင်းပဲ68ဒီကလည်းကျွန်တော်ရဲ့ခွေးမိုင်တို့နှလုံးမောင်းခြင်း ကိုရှိကျွန်တော်ရဲ့ကုမိုင်နှလုံးပေါင်းခြင်းကိုနဲ့ရှင်းနေပေါ့ဒီကဏ္ဍတက်ခွက်ကတော့ထိုးမယ်ဆိုရင်တကယ်တန်ပါတယ်ပေါ့နော်ကိုရှိနှလုံးပေါင်းခြင်းကျွန်တော်ရဲ့ကုမိုင်ခွန်ပါတဲ့ခွန်ဒီကကျွန်တော်ရဲ့ကုမိုင်အားလုံးပဲလုံးပိုင်ဖြစ်တယ်နော်ဟုတ်ပြီနော်ခွန်ဒီကကျွန်တော်ရဲ့ကုမိုင်လုံးပိုင်ထိုးမယ်ဆိုရင်ဒီကဏ္ဍတက်ခွက်ကတန်ပါတယ်နော်တူးဒီနှလုံးသမားတွေပေါ့နော်နှလုံးထိုးရဲ့သူတွေကဏ္ဍတက်ခွက်တဲကိုထည့်ထိုးစေခြင်းနဲ့ပေါ့နော်ထိုးတဲ့ကိုဒီမားရှိမယ်ဆိုကျွန်တော်တို့6ပိုင်2ပိုင်နဲ့62ဆိုပြီးတစ်ကြိမ်ပေးပြီး တစ်ပိုင်ခုံပိုင်နဲ့တစ်ခုံးဆိုပြီးတစ်ကြိမ်ထပ်ပေးပြီတစ်ပိုင်သုံးပိုင်ကိုတစ်သုံးဆိုပြီးလဲကျွန်တော်ရုပ်မိုင်နောက်ထပ်တစ်ကြိမ်ထပ်ပေးပြီကျွန်တော်တို့တစ်ကြိမ်နှစ်ကြိမ်ကျွန်တော်ရုပ်မိုင်သုံးကြိမ်တိတိပေးပြီပြီတဲ့အဲဒီသုံးညပိုင်နဲ့တကွက်တဲထိုးအောင်မှာသုံးညပိုင်ခုံပိုင်နဲ့ကျွန်တော်ရုပ်မိုင်သုံးညခုံဆိုပြီးလေးကြိမ်မြောက်မှာဆက်ပေးအောင်မလားကျွန်တော်တို့6 6ထိပ်6လေးအပိတ်ကပဲအပြီးပေါက်ဖြစ်မလားဟုတ်ပြီနော်တုံညပိုင်ခွန်ပိုင်နဲ့တုံညခွန်တစ်ခွက်သေးကပဲအပီးပေါက်ဖြစ်မလားပေါ့ ုတ်ပြီနော်အကြိုက်တူလို့အကြိုက်တူတဲ့ကိုရီမားတွေကစားပါမကြိုက်ရင်မကစားနဲ့မိမိပစံနဲ့မိမိထိုးတာဖြစ်တဲ့အတွက်ကိုကြိုက်မှကိုကစားဟုတ်ပြီနော်ဒါဆိုကနားထုတ်ပေးခဲ့မယ်နော်အငယ်ဒါ Facebook မှာလွှင့်ပြီးသားပါဒီဘက်မှာကနားဒီမှာထုတ်ပြီးသားပါနော်ဒါလည်းဒီမှာကျွန်တော်တို့၃ညပိုင်းခွန်ပိုင်းနဲ့၃ညခွန်ဆိုပြီးတော့ပဲထပ်ပေးထားတာပေါ့နော်ဒါ Facebook မှာတ ாங்க လွှင့်ပြီးသားပါ Facebook မှာလွှင့်တာကိုတ ாங்க YouTube မှာပြန်ပြီးလွှင့်တာပေါ့နော် ယနေ့ညနေအတွက်ကျွန်တော်ရဲ့ကွေမာတွေတကွက်တဲထိုးခြင်းနဲ့ကွေမာတွေတကွက်တဲပေါ့နော်အမားနဲ့မန်ကိုလက်ခံပြီးတကွက်တဲထိုးမဲ့တန်းငယ်ရေးဆိုတဲ့ကွေမာတွေကိုတန်းငယ်ခေါ်ထားပါတယ်တကွက်တဲထိုးခြင်းနဲ့ကွေမာတွေမှန်ခဲ့တယ်ပေါ့နော်တန်းငယ်ပြီးတဲ့တကွက်ကောင်မှန်ခဲ့တယ်ဆိုရင်တော့တန်းငယ်မုတ်ဖူးလေးတော့ပေးကြရမယ်လိုချင်တဲ့ကွေမာတွေတကွက်တဲပေးမယ်နော်669 293 398ကိုအားလုံးပဲဟိုင်းထားပါ669 293ကျွန်တော်ရဲ့ကွေမာတွေ398ကိုအားလုံးပဲဟိုင်းထားပါနော်ဒီမင်းနေ395 39ခွန်း တုံညာဘူးခွန်ဘူးကိုဘူးကတော့ကျွန်တော်ရဲ့ကွေမတွေ main ဩကွက်ဖြစ်ပြီးတော့ဟုတ်ပြီနော် main ဩကွက်ဖြစ်ပြီးတော့ကျွန်တော်ရဲ့ကွေမတွေ64တို့တုံညာနှစ်တို့နော်9ခွန်9နှစ်တုံညာကိုကတော့အရန်နေနဲ့ကျွန်တော်ရဲ့ကွေမတွေကစားပါဟုတ်ပြီနော်နောက်တစ်ခဏလေးတကွက်ထဲကျင်တာ84ဆိုတော့ခဏတကွက်ပေါ့နော်အကြိုက်တူတူအကြိုက်တွေးတဲ့ကွေမတွေအားလုံးကစားကြည့်ပေါ့နော် တကွာတဲ့ရိုးချင်းတဲ့ကိုဒီမရောတန်းငယ်ခုနပြောရတဲ့အတိုင်းပဲ669293 398ကိုအားလုံးပဲလာရောက်ဟိုင်းပြီးတော့ယူပါပောက်ခဲ့ရင်တန်းငယ်ရေးဗာပေးရမှာလေပတ်စံပေးရမှာလားမဟုတ်ပါဘူးနော်မဟုတ်ပါဘူးကိုရီမာတွေပေးခြင်းနဲ့မုတ်ဖိုးလေးစေတနာရှိသလောက်တော့ပေးရမယ်လိုချင်မှုရှိတဲ့ကိုရီမာတွေ669293 398ကိုလာရောက်ဟိုင်းပြီးတော့ယူပါလို့ပြောကြရင်လိုက်ရှိုးလေးကိုရနာခွင့်ပြုပါအားလုံးပဲပြပါမယ်နော်ကျွန်တော်ကိုမောင်များ